ြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ဟာစစ်တပ်နဲ့နှိစက်တဲ့ရုရှားနိုင်ငံကိုရှုတ်ခတ်ခီးစဉ်တွားခဲ့ပါတယ်။ရုရှားနိုင်ငံခြားရေးဒုတိယဝန်ကြီးဖာဂီဗာစီနီနဲ့တွေ့ဆုံခဲ့ဖို့ကိုသူ့ရဲ့ Instagram မှာတင်ထားခဲ့ပေမဲ့ဘာတွေဆွေးနွေးခဲ့လဲဆိုတာတော့မသိရပါဘူး။မြန်မာပဋိပက္ခအတွက်ကုလသမဂ္ဂလူချိုရေးကောက်စီဝင်ရုရှားကိုတွားရောက်တော့လို့ဩစတြေးလျသတင်းဌာနတစ်ခုကတော့သူပြောခဲ့ပါတယ်။ဘေရှော့ဟာ silent diplomacy ကိုကျင့်သုံးတဲ့သူပါအရင်ကလည်းတရုတ်အိန္ဒိယနဲ့အာဆီယံနိုင်ငံအချို့ကိုတွားခဲ့ပူးပေမဲ့အများသိအောင်ထုတ်မပြောခဲ့ပါဘူးဒါပေမဲ့အခုချိန်မှာတော့တရုတ်အစိုးရကုမ္ပဏီနဲ့ဆက်ဆက်တဲ့ Australia ETN 3224ရေကုမ္ပဏီမှာအကြံပေးအဖြစ်ရှိနေတာကြောင့်အကျိုးစီးပွားပဋိပက္ခကိစ္စတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါပအိုအမျိုးသားအဖွဲ့ချုပ် PNO ကခေါင်းဆောင်တွေတရုတ်ကွန်မြူနတီပါတီ ဖိတ်ခေါ်လို့တရုတ်ကိုတွားခဲ့ပါတယ်။ PMO ရဲ့အတွေ့အမှုတစ်ခွန်တန်းထွန်အပအဝင်ဗဟိုကော်မတီဝင်တွေပါဝင်ပါတယ်။မေလာကလည်းစစ်တပ်နဲ့နီးစပ်တဲ့ကြက်ခိုင်ပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ခေါင်းဆောင်တွေဘယ်လာယူနဲ့တရုတ်ကိုတွားခဲ့ပါသေးတယ်။ PMO ဟာစစ်တပ်ရဲ့မဟာမိတ်ဖြစ်ပြီးတော့2023မှာနိုင်ငံရေးပါတီအဖြစ်ပြန်ပြီးတော့မတ်ပုတ်တင်ခွင့်ရထားတာဖြစ်ပါတယ်။ 2010နဲ့2015ရွေးကောက်ပွဲတွေမှာဗဟုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာအနိုင်ရခဲ့ပြီးတော့2020မှာတော့ရှမ်းကရင်မွန်ပဲခူးစားတဲ့ဗဟုဒေသတွေအထိပါဝင်ပြိုင်ခဲ့တာရှိပါတယ်ဒီခီးစဉ်တွေကစစ်ကောင်းဆောင်လုံးမဲ့ရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီတွေဖက်ကပြင်ဆင်နေတာကိုပြသနေတာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်း TRA ထိချုပ်ထားတဲ့ကြောင်မဲမြို့ကိုစစ်တပ်ကလေကြောင်းကနေပြီးတော့အပြစ်ထံပုတ်ကျဲခဲ့ပါတယ် မနေ့ကဇွန်လ29ရက်တရက်ထဲမှာပဲနေရာ၄ခုကိုဗုံးရှစ်လုံးကျက်ခဲ့တာဖြစ်ပါတယ်။မွန်လယ်ပိုင်းတိုက်ခိုက်မှုမှာအရသား9ဦးဗုံးဆထိပြီးတော့ဒဏ်ရာရခဲ့ပါတယ်။ကြောင်မက်မြို့ဟာ2028ဆစ်ဆင်ရင်းမှာ TNA တိုက်ပတ်ပြီးတဲ့နောက်ပိုင်းမှာမြို့ခံတွေပြန်ဝင်လာပြီးအသက်ဝင်စားပြုနေချိန်မှာပဲစစ်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေပိုများလာတာဖြစ်ပါတယ်။ဒီလထဲမှာတင်ကြောင်မက်မြို့မှာလေကြောင်းတိုက်ခိုက်မှုကြောင့်9ဦးသေဆုံးပြီးတော့19ဦးဒဏ်ရာရရှိခဲ့ပါတယ်။ မြို့ခံတွေကလည်းစစ်ဆောင်ပြန်ပြီးတော့ထွက်နေကြရတယ်လို့သိရပါလို့သိရပါတယ်စစ်ကားဆောင်မြောက်လိုင်းဟာပီလာယူကနေအပြန်ရုရှားနိုင်ငံဘူရာတီယာပြည်နယ်ကိုတွားပြီးတော့တည်ယူပို့ဆောင်ရေးလေရင်နဲ့ရဟတ်ရင်တွေပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ပါတယ်လေရင်စက်ရုပ်နဲ့မီထာစက်ရုပ်တွေကိုလိုက်ကြည့်ခဲ့ပြီးရုရှားမီဒီယာတွေကိုပြောခဲ့တာဖြစ်ပါတယ်ရဟယင်းနဲ့ပတ်သက်လို့တယူပို့ဆောင်ရေးမှာပူပေါင်းဆောင်ရွက်မှုတွေအများကြီးလုပ်ဖို့ရှိတယ်လို့ စစ်ကောင်းဆောင်ကပြောခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော်လိုင်းအဖွဲ့တွေကစစ်ကောင်းစီရဲ့စစ်ဖက်၃ရဟရင်တွေကိုပြစ်မှတ်ထားနေချိန်မှာသူကအဲ့လိုပြောခဲ့တာပါ။နယ်မြေထိန်းချုပ်မှုရောလာတဲ့စစ်ကောင်းစီဟာလေကြောင်းထောက်ပို့နဲ့လေကြောင်းပစ်ခတ်မှုတွေမှာရဟရင်တွေကိုအားကိုးနေရတဲ့ဆိုတာကဒီခီးစဉ်ကပြနေတာဖြစ်ပါတယ်။နယ်မြေပြင်ဖက်ကစစ်မျက်နှာအထည်ကိုတစ်ချက်ပြောပြချင်းပါတယ်။နေပြည်တော်ကောင်စီနယ်မြေမှာလှုပ်ရှားနေတဲ့တော်လိုင်းအင်အားစုတွေအထူးကူယူဆိုင်ဖို့လိုတယ်ဆိုပြီးတော့ကိုစင်ရောက တင်ပြထားပါတယ်။ရက်စစ်မီရတဲ့အချိန်တိုင်းပြီးပြီးတော့ကောင်စီနယ်မြေက CCTV ကင်မရာတွေအလုံးအလုံးလုံးပါတယ်ဆိုတဲ့အကြောင်းတိတိကျကျပြောထားပါတယ်။အကြသေးခင်ကပြည်မနာခလာရ85တပ်ဘေးကနေအော်သွားခဲ့တဲ့သူတွေကိုငလိုက်ချောင်းတရား CCTV ကနေပြီးတော့စိုက်ကဲနဘက်လူအကုန်လုံးရှင်းရှင်းလင်းလင်းမြင်ရတယ်လို့သိရပါတယ်။သတိထားဖို့လိုအပ်ပါတယ်။အဲ့ဒီ CCTV ကင်မရာတွေအားလုံးကိုနေပြီးတော့တိုင်းစစ်ဌာနချုပ် နာပတကထိချုပ်ထားတာဖြစ်ပြီးတော့တိုင်းစစ်ဦးစီးမှုကစစ်ရုပ်ချုပ်စစ်ဖက်ရေလုံချိုးဌာနဆာယဖကိုမနက်9နာရီနေ့လယ်17နာရီညနေ4နာရီနဲ့ည6နာရီဒီမှာ ပုံမှန်တင်ပို့တင်ပြရတာဖြစ်ပါတယ်။ပြည်သူတွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေသလိုစစ်ကောင်းဆောင်မအားလာရဲ့လမ်းကြောင်းကိုလည်းစစ်ရုပ်ထက်ကထွက်လာပြီး အဝိုင်းကိုဖျက်သွားပြီးဟိုတယ်စုံအစည်းအဝေးခန်းမတွေဝင်သွားပြီးစသဖြင့်တောက်လျှောက်ကင်းထောက်ပြီးတင်ပို့နေရတာဖြစ်ပါတယ်။ ါကြောင့်နေပြည်တော်ထဲမှာလှောက်ရှားမဲ့ဆိုရင်လှောက်ချုပ်ရေးအရာအစအစအရာရာအထူးတတိထားဆောင်ရွက်ဖို့လိုတဲ့အကြောင်းကိုတင်ပြချင်ပါတယ်နေပြည်တော်ကတပ်နဲ့တွေထက်ကတိုင်ရင်တပ်ဖွဲ့ရိတ်သားတွေကိုအရေးပေါ်ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်ဒီပြင်ဆင်မှုဟာရွေးကောက်ပွဲကိုယ်စားလှယ်တွေနေထိုင်ဖို့ရည်ရွယ်တယ်လို့သိရပါတယ်အဲ့မဲ့မတသိခင်ကစကိုင်းငလျင်ကြောင့်ပြိုကျခဲ့တဲ့စစ်ဖက်ဆိုင်ရာအဆောက်အအုံအများစုကတော့ဘတ်ဂျက်မကျသေးလို့ပြင်ဆင်ရခြင်းမရှိသေးဘူးလို့ ဆိုပါတယ်ကိုစင်ရပြောသလိုပဲရိတ်သားတွေအတွက်ဘတ်ဂျက်ကိုမရငယ်ပေးပေးသလိုပေးနေတာကြောင့်ကုမ္ပဏီဆိုင်တွေကဂျီအီလန်ပိုကြီးဝန်ထောက်တွေ့ကိုတောင်းအကျွေးနဲ့ဆောက်ပေးနေရတယ်ဆိုပြီးတော့ညှိတွန်းနေတယ်လို့သိရပါတယ်ဒါဟာစစ်ကောက်စီရဲ့ဘန်ဒါရေးစီမံခန့်ခွဲမှုအားနည်းချက်နဲ့ဦးစားပေးမှုအမအားကိုပြနေတာဖြစ်ပါတယ်ဒီကလေး30ရင်းနေမနေ့ပိုင်းဒလိတိုင်းတပိတ်ချင်း6မိုင်ဖက်ကိုဝိုင်တွဲလိရင်နဲ့ဘုံအလုံး 50နီးပါးကျဲချတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီနယ်မြေကပူပါတပ်တွေဟာလေကြောင်းကိုတိုက်ကြည့်မဆိုင်တယ်လို့မြေပြင်အင်အားကိုလည်းရင်ဆိုင်နိုင်စွမ်းရှိတယ်လို့သုံးသပ်ရတယ်လို့ကိုစင်ကတင်ပြထားပါတယ်ဒါပေမဲ့စစ်ကောင်စီရဲ့ FPV drone နဲ့အသေးစားကိထောက် drone တွေတုံးလာတဲ့စစ်နည်းပြဟာကြောင့်ပဲရာယီအရေးနိုင်နေရတာဖြစ်တယ်လို့တော့သူကယူဆထားတာဖြစ်ပါတယ်ဒါဟာလည်းနဲ့အင်အားတိမကအနည်းပညာစစ်စင်ရေးနဲ့ရေးပောင်မှုကိုပြနေတာဖြစ်ပါတယ် လိုအပ်တဲ့ပြင်ဆင်မှုတွေအများဆုံးလုပ်ဖို့လိုအပ်ပါတယ်။ပောက်ကိုတော့ကြောင်းတိနေရမန္တလေးလာရှူလန်16မိုင်9ဖလောက်ဖြစ်တယ်လို့အတိအကျသိရပါတယ်။သူရဲ့လှုပ်ရှားမှုပုံအရနောက်မှာ27မိုင်ကုန်မြင့်အစွန်ပိုင်းကိုမြင်နေရတာဖြစ်ပါတယ်။ကြောင်းတိုက်အတွင်းကရတ်တော်မှုရုပ်ပွားတော်တစုကိုလည်းရတ္တရာအနေနဲ့စစ်ဆေးထုတ်ထားတဲ့လို့သိရပါတယ်။မကွေးတိုင်း ဒန်းတက်နဲ့ပစီနှက်ရေကန်လမ်းအတိုင်းတိုက်ခိုက်ရင်းနဲ့စီတော့ရိတ်ခါတွေတက်လာတဲ့မော်တော်ယာဉ်လေးစီးဟာဒီကနေ့မနက်မှာဒီကြောင်းရကာကွယ်စခန်းကိုတက်လာတာတွေ့ရပါတယ်။ကြောက်ထုနဲ့မြေခံတက်အမတ်တ368အမြောက်တက်ရင်ထက်ကအင်အားတရာဝန်ကြီးရှိတဲ့စစ်ကြောင်းတစ်ကြောင်းထွက်လာတာကိုတွေ့ရပါတယ်။အဲ့ဒီစစ်ကြောင်းကခက်မီတဲ့အခြေအနေပါအရင်လိုချင်းကြားတွေမဟုတ်ပဲနဲ့ကြောဖို့အိတ်တွေတက်လာတယ်ဆိုပြီးတော့ကိုစင်ကပြောထားပါတယ်။တက်ထက်ကထွက်ထွက်ချင်းဂုတ်ဘိုးရက်ွက်ထဲမှာတက်ဖြတ်နေရယူပြီးတော့ပန်ဆန်းတရားမှာ ဒေသခံတွေကိုစစ်ဆေးမှုတွေလုပ်တယ်လို့ဆိုပါတယ်။နေ့လက်ပိုင်းမှာတော့ပန်ဆန်းကြေးရွာတွေကိုစတင်ဝင်ရောက်လာတာတွေ့ရပါတယ်။ဒါဟာစစ်ကောက်စီတပ်ဖွဲ့မှပို့ပြီးတော့ပြင်ဆင်လာတဲ့ခမိပစ္စည်းတွေပို့ပါလာတာကိုပြနေတဲ့အခြေအနေဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန်ဒေသလောက်ခင်းမော်စီဆောင်မှာမနေ့ကည7:00နာရီဝန်းကျင်မှာလက်နက်ကြီးကြားရပောက်ကွဲမှုတွေရှိလို့ဒေသခံတွေထုံးစံတိုင်းစိတ်တော့ကရောက်နေရပါတယ်။လောက်ခင်းရွာအဝင်ကွန်ကရစ်တံတားနားမှာကြားရပောက်ကွဲတာဖြစ်ပြီး ိခိုက်ဒဏ်ရာရတာတော့မချရဘူးလို့သိရပါတယ်။ဒါကစစ်မဲ့ပြည်သူတွေအတွက်ရရှိပူပန်မှုတွေဆက်ပြီးတော့ဖြစ်နေဆဲဆိုတာပြနေတာဖြစ်ပါတယ်။ကမ်ဘလူမျိုးနဲ့ဇီကုံကနေထွက်လာတဲ့အင်အား100လောက်ရှိတဲ့စစ်ကြောင်းဟာဒီနေ့မနက်ဇီကုံမျိုးတွေရောက်လာပြီးရန်ကြီးအောင်ရက်ကွက်စင်တူကုံကြောင်းတိုင်းအရှိဖက်ချမ်းကပြည်သူပိုင်းနေအိမ်တွေကိုမိရှုဖြစ်စီနေပါတယ်။စစ်ကောင်စီမြေပြင်စစ်ကြောင်းတွေကပြည်သူအိတ်တွေကိုမိရှုဖြစ်စီတာဟာ ရာဇဝမှုတွေကိုဆက်ပြီးတော့လုပ်နေတာဖြစ်ပါတယ်။ PNP နဲ့မှာတနေ့ကနေ့လက်ပိုင်းဖဲခုံမျိုးအခြေဆိုင်ခမာရ336ကနေ120မမလက်လက်ကြီး6ချက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာရှိပါတယ်။ဖဲခုံအင်းထက်ကရေလက်ကျွန်းလို့ခေါ်တဲ့ဟိုတိတ်တောင်ရွာထဲကိုကြာရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးတော့ထိခိုက်မှုတွေရှိနိုင်တယ်လို့သတင်းရပါတယ်။အရင်ကတောင်ဖက်လွယ်ပန်းစုံရွာကလက်နက်ကြီးတံမကြာခဏခံရပေမဲ့မြောက်ဖက်ရွာဖြစ်တဲ့ ိုဒိတ်တောင်ကတော့ဒါပထမဦးဆုံးအကြိမ်လက်နက်ကြီးကန်ခံရတာဖြစ်ပါတယ်။လွယ်ပန်းဆောင်မှာအရင်ကစစ်တပ်ပိတ်ရှိခဲ့ဖူးပြီးရှင်းပစ်ထားတာကြောက်ပြီးလို့သိရပါတယ်။ဒါပေမဲ့ဒလန်ရဲ့သားသမီးတွေကိုခမာရတောက်တော့6ထဲမှာစောက်ရှောက်ထားတယ်လို့သိရတယ်။အဲ့ဒီကြေးရွာကလူကြီးပိုင်းတွေအဆွဲတော်တော်ကြီးပုံရပါတယ်။ရွာကနေဘသူမှမထွက်သေးဖို့နဲ့တောက်ရက်အောက်ကြည့်အောင်မယ်လို့လည်းသိရတယ်။အဲ့ဒီအချက်ကစစ်ကောက်စီရဲ့ဒလန်အားချက်တွေမှုနဲ့သူတို့ရဲ့နီးပြူဟာ ပုံစံတွေကိုထင်ဟပြောက်သားနေတာဖြစ်ပါတယ်။မနေ့ကညနေ9:00နာရီအကျော်မှာတော့အမိုးပြဲမြို့အနောက်တောင်ဖက်နေရာတွေကိုဒရုန်းနဲ့ဗုံးတီတုပ်လို့ကြက်ချတိုက်ခိုက်ထားတယ်လို့သိရပါတယ်။မနေ့ညကလည်းဖားဆောင်မှာလေကြောင်းတိုက်ခိုက်မှုတွေရှိပေမဲ့ထိခိုက်မှုတော့ရှိဖို့မရပါဘူး။ကန်ဒန်ဒေတာမှာတဝက်တရချားတဝိုင်းမှာစစ်ကောက်စီဟာအင်အား600လောက်နဲ့တက်ဖြောက်အခြေပြုထားတယ်လို့မြေပြင်တင်အရင်းမြစ်ကလည်းသိရပါတယ်။ ။ဒီအခြားအဖက်ချန်ကတော်လိုင်းအင်အားစုတွေခြေလှုပ်လက်လှုပ်လက်ဦးမှုရအောင်ပြင်ဆင်ထားကြမယ်လို့ယုံကြည်ကြောင်းကိုစင်ရောတော့ပြောပါတယ်။ပို့ပြီးတော့ကြည်ကြည်လေးလေးနဲ့တူတူတိတ်တိတ်လှောက်ရှားဖို့လိုအပ်တယ်လို့ယူဆရပါတယ်။ဒီကနေ့မနက်မှာတော့ဒဝက်တရချောင်းလမ်းပိုင်းရှင်မုတ်တိကနေကစီရွာအထိအင်အားနေရနှိပါကိုတုံးပြီးလမ်းလှုပ်ချုပ်ရေလုံးနေတာကိုတော့တွေ့ရပါတယ်။ကြောက်ဖြတ်အနေနဲ့တစ်ခုလောက်အတိပေးချင်ပါတယ်။ စ်ကောက်စီဟာထိတ်ထုတ်နေမြေလွန်မြောက်နေမြေတွေမှာအသွင်တဒံမျိုးစုံနဲ့ထိုးဖောက်ဝင်ရောက်နေပါပြီဥပမာ KTV မှာလောက်တဲ့မိမပြုမိမပြုတွေပုံစံနဲ့ပါအသွင်ယူထောက်လန်းမှုတွေရှိနေတယ်လို့အခိုင်အမာသတင်းရထားပါတယ်တော်လိုက်အင်အစုတွေနဲ့ပြည်သူတွေရောအထူးတတိထားပေါ်လာစင်ချင်ဖို့လိုအပ်ပါတယ်ပဲခူးတိုင်းအနောက်ချမ်းပဒေါန်းတက်နဲ့ညောင်ကျိုးစစ်မျက်နှာမြည်ပြည်တဲ့င်းကတော်သောတလောက်ဤပါဖြစ်နေပါတယ် ူရှိပင်ကနေထမဲထုတ်အင်းထုတ်တွေနေစဉ်ပိုးနေတာကတော့တွေ့နေရတော့ပါပဲတစ်ခါတစ်ခါလက်လက်ကြီးနဲ့ပြစ်ခတ်တာလေကြောင်းတိုက်ခိုက်မှုတွေရှိနေတာကိုလည်းတွေ့နေရပါတယ်ခံမရရတော့စစ်ကောက်စီဟာဆင်လံမှာထိုင်ထားပြီးပူပါတက်တွေကညောင်ကျိုးမှာခြေကုပ်ယူထားမဲ့သဘောပါနှစ်ဖက်တက်တွေတစ်ဖက်နဲ့တစ်ဖက်အကဲဆက်ရင်ရှစ်တိုးနေကြတဲ့အခြေအနေပါပေါ်တက်တွေဖက်ကတိုးလိုက်ရင်လက်နက်ကြီးလေကြောင်းပစ်ကူတွေနဲ့ဟန်တားမဲ့ဆိုတဲ့အခြေအနေပြင်ထားတာဖြစ်ပါတယ်။စစ်ကောက်စီဖက်ကတိုးလိုက်ရင်ပူပေါင်းတက်တွေကတော့ အမကန်ချေမုံပြစ်မဲ့သဘောပါပဲအဲ့ဒီလိုတိုးတဲ့ဖက်ကအထိနာနေတဲ့အခြေအနေလို့ယူဆလို့ရတယ်ဆိုတော့ကိုစီယံကတော့တုံ့တက်ထားပါတယ်ဘုကတိုင်းအနောက်ချမ်း ARD မြစ်အရှိဖက်ချမ်းကရိုးဘော်ကိုအာယုံဆိုင်နေတော့ပူပေါင်းတက်တွေဖက်ကအာနဲ့နဲ့ပို့ပြီးထည့်လိုက်နိုင်ရတော့ဦးရှိပင်အထိရောက်လာနိုင်ချေရှိတယ်လို့တုံ့တက်တင်ပြလိုက်ပါတယ်ခင်ဗျ